်ဘန်ဖီကာကိုအနိုင်ယူခဲ့တဲ့ပွဲစဉ်ကနေကျွန်တော်အကြိုက်ဆုံးချယ်ဆီကစားသမား9ယောက်မင်္ဂလာပါကိုကင်းစတာဖုတ်ဘောရှိုးအနေကြိုးစားပါရစေကျွန်တော်ကခက်မှာခင်ဗျာဘန်ဖီကာကိုအနိုင်ခဲ့တဲ့ပွဲမှာကျွန်တော်တကယ်လှိုက်လိုက်လဲကြိုက်တဲ့ကစားသမား9ယောက်လောက်တော့ရှိပါတယ်အဲ့ဒါကြောင့်ကွက်တီတော့ဖြစ်သွားတယ်ပေါ့နော်ဆိုတော့ ကျွန်တော်မိတိအတင်းရဲ့အကြိုက်ဆုံးကစားသမား9ယောက်မဆို။နောက်ဗီဒီယိုဒီမှာရွေးတဲ့အခါကျရင်အကြိုက်ကစားသမား9ယောက်အပြင်တချို့မကြိုက်တဲ့ကစားသမားတွေစွမ်းဆောင်ရည်တန်းနေတဲ့ကစားသမားတွေကိုပါထည့်သွင်းပြီးတော့ကျွန်တော်ရွေးချက်ပေးသွားမယ်။ဆိုတော့ဒီဗီဒီယိုလေးကနေစလိုက်အောင်။အကြိုက်ဆုံးကစားသမား9ယောက်မပြောခင်မှာကျွန်တော်စိတ်ပြတ်မိတဲ့ကစားသမား နှစ်ယောက်နဲ့ပတ်သက်ပြီးအရင်ပြောခြင်းတယ်အဲ့ဒီကစားသမားနှစ်ယောက်ကတော့ Tarik George နဲ့ Melo Gusto ဖြစ်ပါတယ် Melo Gusto ခိုးပြီးတော့စုပ်ပြတ်တက်နေတာပွဲကိုတေချာကြည့်တဲ့သူတွေကတော့တိလိမ့်မယ် Bayern Munich နဲ့ပွဲမှာလည်းပုတ်ခဲ့တယ် Lincoln City နဲ့ပွဲမှာလည်းစုပ်ပြတ်နေတာပဲအဲ့တော့သူပုတ်တဲ့ပွဲစဉ်တွေကအရေးပြက်ပြီးထားကြည့်ရမယ့်ပွဲမျိုးတွေဖြစ်နေရလဲပါတယ်။တိုးတော့ Premier League ပွဲတွေမှာလည်း Melo Gusto ပုတ်တာပဲ။အခုနောက်ပိုင်းပွဲစဉ်တွေမှာ Melo Gusto ရဲ့စွမ်းဆောင်ရည်ကအတော်အချင်းနေဆိုးပါတယ်။နောက်တစ်ယောက် Tarik George. George ဒီ မင်းချဲသေးကြသည်မဝင့်နဲ့တော့ကွာလို့ပြောလို့ရနေပြီအဲ့တလောက်ထိကိုထာရီဂျော့ကရုပ် ပေါက်တာကျော်ပြောပြဟိုလူငယ်ပီပီလိုက်ကစားဖြည့်ကစားပြီဒါဆိုကျွန်တော်လိုက်ခံတယ်အဲ့လောက်ထိလဲကျွန်တော်တို့ပြောနေစရာမလိုဘူးကိုယ်ကစားသမားတယောက်ကိုလည်းကိုအဲ့လောက်ထိပြပြနေနေပြောမနေခြင်းဒါပေမဲ့ထာရီဂျော့ကအတော်လိုတယ်ဗျ ိုက်စစ်မှုတယောက်လို့ရှေ့မှာရက်နေတယ်ဘောလုံးလိုက်ဖြည့်ပြီးတော့နေရာလွတ်တွေမှာမကစားပေးဘူးခန်းစစ်စင်ကူမှုတွေမှာဘာအားထုတ်မှုမှမရှိဘူးဒါကဘယ်လိုပြောမလဲပြီးခဲ့တော့ဘောလုံးရာသီတွေမှာခရစ်စတိုဖာအန်ဂန်ကူလုံနေတဲ့ပုံစံမျိုးကြီးဖြစ်နေတယ်ပြောပြောဆိုလူငယ်တိုက်စစ်မှုမြူကာအောင်တော့ကျွန်တော်သူ့ထက်ပိုသဘောကျတယ်အဲ့ဒီကစားသမားနှစ်ယောက်တော့ ကိုကိုပြန်လည်ပြင်ဆင်တင့်နေပြီလို့ကျွန်တော်ယူဆပါတယ်။ဒါပေမဲ့ဘက်တီယာရှိုင်း၊ထရီဗာချိုလိုပါကျွန်တော်ရောဘတ်ဆန်ချက်စတဲ့ကစားသမားတွေကတော့ဒါမစိုးဘူးပေါ့နော်။ကောင်းတယ်လည်းမဟုတ်ဘူးမကောင်းလည်းမဟုတ်ဘူးလို့ကျွန်တော်ထင်ပါတယ်။ Okay အဲ့တော့ကျွန်တော်အကြိုက်တော့ငါးနေရာမှာရှိတဲ့ကစားသမားကိုစပြီးတော့ရွေးချယ်ပေးပါမယ်။လူစားဝင်ကစားသမား Reece James ဖြစ်ပါတယ်။အဲ James ဒီကြံ့ကြံ့မှုပြေဝနေရင်ဒါကလုံးဝတာရဲကြီးပဲ။ကျွန်တော် live တီမှာအမြဲတမ်းပြောဘူးတယ်အရစ်ဂျင်းကဘလူးချင်းနေရှိလဲဘာညာသူ့ကိုပွဲချိန်ပြေးတာမကစားခိုင်းနဲ့ပထမရင်ကစားခိုင်းမှာလား ဒါမို့ဒုတိယပိုင်းကစားခိုင်းမှာလားသူရဲ့ကြန့်ခိုင်မှုအရာအဲ့ဒါလိုရွေးမအောင်ရတော့မှာမတက်နိုင်အောင်ဆိုတော့ပွဲစဉ်တပိုင်းကစားခိုင်းရင် Reese James တီထိတ်တန်းစင်စွမ်းဆောင်ရင်ရှိနေတော့မယ် Melo Gusto ဘက်ကဖြစ်ချင်တိုင်းဖြစ်နေတဲ့ခန်းစစ်ကစားပုံအကောင့်ဆုံးဖာတီးပြီးသွားခဲ့တာက Reese James ဖြစ်ပါတယ် Reese ချိန်ဝင်လာတဲ့အချိန်မှာအဲ့ဒီ right back ကကစားတဲ့ပုံကြီးအတော်လေးပြန်လေတည်ငြိမ်သွားခဲ့ပါတယ်။အဲ့တော့ကျွန်တော်ကတော့ Reese James ကိုအကြိုက်ဆုံးနံပါတ်9နေရာမှာရွှေ့ပေးလိုက်ပါတယ်။ကျွန်တော်ကြိုက်ဆုံးနံပါတ်4နေရာမှာရှိနေတဲ့ player ကတော့ဒီနေ့ပွဲတွေမှာ OG ကိုရအောင်ကြိုးစားအားထုတ်မှုပြုသွားခဲ့တဲ့ Alejandro Garnacho ဖြစ်ပါတယ်။ကနာချိုနီးပြလူသားတော့လဲလိုက်ပေမဲ့အန်သိုမာရက်စ်ကသူ့ကြိုက်တဲ့အပိုင်းလေးတော့ပြောသွားခဲ့တယ်ပေါ့နော်တကယ်တမ်းလေကနာချိုကောင်းခဲ့တယ် ကောင်းခဲ့တယ်ဆိုတာဟိုဘယ်လိုပြောမလဲဗျာအရင်ခြေသွမ်းနေပြပြီးတော့ဂနာချွဲ့ယူနိုက်တက်မှာခစ်ကောင်းတယ်ပုံတရံမျိုးရခဲ့တာတော့မဟုတ်ဘူးဒါမဲ့ကြိုးစားအားထုတ်မှုပြုတယ်ကျွန်တော်တို့တွေကလည်းကြိုးစားအားထုတ်မှုပြုရင်အကျဉ်းနဲ့နေတဲ့ပြိတ္တတွေပါရှစ်တက်နောက်စင်မမှန်တဲ့ခန်းစစ်စင်ကူမှုတွေလုတယ်ခန်းစစ်စင်ကူမှုတွေလုတယ်တိုက်ဆက်ဆွမ်းဆောင်ရင်အဲတချို့သောကောင်းမှုမှုတွေရှိခဲ့တယ်ဘောလုံးနဲ့တူကတ်တင်ဆိုင်တွေလုတ်ပြီးတော့ကန်သွင်းခွင့်တွေတော့တိတ်မရခဲ့ဘူးကန်သွင်းတဲ့အခါမှာလည်းလွဲချော်မှုတွေရှိခဲ့တယ်ဟိုတလုံးလားမသိကန်လိုက်တာမိုးပေါ်ထောင်သွားတယ် ဒါတွေတော့ရှိရပေါ့နော်တို့အမယ်လဲတချို့တော့ကျိုးသားအားထုတ်မှုတွေက Patronato ဘက်ကတစ်ဖက်သူ့ဘက်ကတစ်ဖက်နဲ့ချိရတာပထမအိမ်မှာတော်တော်လေးမြိုင်ခဲ့တယ်ဒါအပြင် Patronato ပေးဖို့တဲ့အဲ့လောင်းဘောရကောင်းတယ်လေတော်တော်ကောင်းတယ်ဒါမဲ့ကျိုးသားအားထုတ်မှုမပြုရင်အဲ့လောင်းဘောကကျွန်တော်ဂိုးလုံးဘောဖြစ်သွားမှာဒါမဲ့အလီဂျန်ဒရိုကနာဂျိုဒီတောက်လျှောက်ပြေးပြီးတော့အောက်ခံဒီဘောလုံးကိုပြန်ဆယ်ပြီးသွားရတယ်အဲ့ဒီအလုံးဝနေပဲเนาะတစ်ဖက်က Rios ကကိုကိုကိုပြန်သွားလိုက်တယ်လို့ဖြစ်သွားတယ်ကနာချိုရဲ့ကျိုးသားအားထုတ်မှုအပြေဝ ပါခဲ့တဲ့ OG ကိုလို့ပြောရပါမယ်။အဲဒါကြောင့်ကျွန်တော်ကတော့စူးစမ်းအထောက်မှုကိုအတိမတ်ပြုတဲ့အနေနဲ့ Ali General Garnacho ကိုအကြိုက်ဆုံးနံပါတ်၄နေရာမှာရွေးပေးပါရခင်ဗျာ။ဟုတ်ကဲ့အလက်စာရေးမဆက်ပေးချင်တာကျွန်တော်အခုဗီဒီယိုလိုကိုကူညီပံ့ပိုးတာတဲ့ Football Kit မှာ I'm back on Shigo ငါတို့လိုမျိုး Sport Ezone 1 Expert ကိုကစားလို့ရပါတယ်။မြန်မာချင်းနဲ့တည်တဲ့ကစားလို့ရသလိုဘန်ကွင်နဲ့လည်းကစားနိုင်ပါတယ်။အသေးသေးသိချင်တယ်ဆိုရင်တော့ပပဒမ6သုံးလုံး9လုံး5လုံးမှဆက်သွယ်ဆုံးသက်မိမြန်နိုင်ပါတယ်။ကျွန်တော်ကြိုက်ဆုံးနံပါတ်3နေရာမှာရှိနေတဲ့ကစားသမားကတော့ Petronetto ပါ။ ဒီနှစ်ပွဲတွေမှာပက်ဒရိုနက်တိုရဲ့စွမ်းဆောင်ရည်ကလည်းကျွန်တော်တို့ပြန်ပြီးတော့ဟိုချော့လိုက်တဲ့ခြေစွမ်းမျိုးပေါ့ဘိုင်မြူနက်ပွဲမှာလည်းစွမ်းဆောင်ရည်မကောင်းဘူးတချို့သောပွဲစဉ်တွေမှာလည်းပက်ဒရိုနက်တိုရဲ့စွမ်းဆောင်ရည်ကအားရစရာမရှိခဲ့ဘူးဒီပွဲမှာတော့တကယ်အားရကျင်းတဲ့စရာကောင်းခဲ့တယ်ပက်ဒရိုနက်တိုရဲ့ speed dribble တွေကြောက်စရာကြီး speed dribble ဆိုတာဟိုအရင်ပြတိမလား step over တွေလုပ်ပြီးတော့တခြားသော dribbling skill တွေပြမနေဘူး ခက်ရိုးရိုးရှင်းရှင်းနဲ့ဘောလုံးအရှိထုတ်ပြီးတော့ဆွဲပြေးတဲ့ပုံစံမျိုးတွေကိုဒါ speed dribble လို့ခေါ်တယ်ပေါ့နော်အဲ့တော့ netto ရဲ့ခေါင်းငိုက်ဆိုင်ငိုက်ဆိုင်နဲ့အဲ့လိုဆွဲပြေးတဲ့ပုံစံမျိုးတွေကတားလို့ကိုမမိဘူးဒါ patronato ရဲ့အဓိကကျွမ်းကျင်မှုပဲ uvanamare ရဲ့ patronato ကျွန်တော်တို့ဘာလို့ကြိုက်လဲဆိုတော့အဲ့လို speed dribble တွေခေါင်းလို့ကြိုက်တယ်သူက step over အများကြီးတော့မလုပ်ဘူး ထပါတော့ကျွန်တော် Gideon ဆို step over အများကြီးလုပ်တယ်ခြေထောက်တွေကိုအဲ့လိုမျိုးတွေရှောက်ပြနေတဲ့အကျင်ရွတ်တွေကများလွန်အားကြီးတယ်ပြင်ကြော်လားဆိုတော့လည်းမကြော်ဘူးကြော်သွားလည်းတိုင်ပင်တွေကအောက်ကုန်နေတူဝါကြတော့နှစ်ချက်လောက်ပဲဒီလိုတစ်ချက်ထုတ်ပြီးတော့နောက်တစ်ချက်ဆိုဆွဲပြေးရတာမှတ်တော့အဲဒီလိုဆွဲပြေးမဲ့အပေါက်ကိုအယောင်ပြပြီးဆိုရင်လည်းအတွင်းထဲကိုချိုးပြေးပြီဟို formula တော့စံတယ်ဒါပေမဲ့ तू ကအဲ့ဒီကစားပုံနဲ့တပားရဖြစ်နေတဲ့အခါကျတော့ထိမ့်မှုမလွယ်ဘူးပေါ့လေ ကစားကွက်10မျိုးကိုနည်းနည်းစီလေ့ကျင့်ထားရတယ်ကစားကွက်1မျိုးတည်းကိုဟိုအချိန်တစ်ထောင်လေ့ကျင့်ထားတာမတူးဆိုတဲ့သဘောမျိုးပေါ့အဲ့တော့ netto ရဲ့ဆွဲဆောင်ရဒီနေ့ပွဲစဉ်မှာတော်တော်မိုက်တယ်ကျွန်တော်အရင်သဘောကျတယ်အဲ့တော့ကြောင့် netto ကိုအကြိုက်ဆုံးနံပါတ်3ဖြစ်ရွေးပြလိုက်ပါတယ်โอเคကျွန်တော်အကြိုက်ဆုံးနံပါတ်နည်းနေရာမှာရှိနေတဲ့ player ကတော့ Moise Caicedo ပါ Caicedo is Caicedo ပဲပြီးခဲ့ရတဲ့ပြောင်းရွှေ့ခြင်းနဲ့အဲကျွန်တော်တို့ထိုက်တန်တာဆိုလို့ Caicedo ပဲမြင်တယ်တကယ်ပြဟိုတန်းတရာပေးပြောတယ် တိုက်စရုံမကောင်းတဲ့ပွဲပြပါဆိုရင်တော်တော်ရှားခက်တယ်ပွဲစဉ်တိုင်းဒီဘက်ကကောင်းတယ်အဒီနေ့ပွဲစဉ်မှာဆိုရင်လည်း Voices Kaisro ဒီနောက်တန်းကစားသမား3ယောက်ရှေ့မှာအဲကျွန်တော် Google ရဲ့အောက်တော့ဖယ်လိုက်မယ်နော်နောက်တန်းကစားသမား3ယောက်ရှေ့မှာဒါဟိုထိန်းကျောင်းနေတဲ့ဖခင်တပွဲသူကစားတော့တယ်သူရှိနေလို့ကံကောင်းတာ ူမရှိရင်တိုင်ပတ်လိုက်မယ်နော်ဘန်ဖီကာအသင်းကစားပုံပေါ်သေးသေးသွားပြီးမထင်နဲ့ defensive mid block ကစားပြီးတော့အဲ့ midfielder ကကစားသမားတွေကရှစ်တက်နေချယ်ဆီကိုလုံးဝဘယ်လိုပြောမလဲဟိုကြောက်ပြီးကစားတဲ့ပုံစံမျိုးမဟုတ်ဘူးကိုင်ဆူရိုးရဲ့အရေးပါအရေးမှုအခန်းကဏ္ဍဒီပွဲတွေမှာကော့ကော့ကူဝင်ကျွန်တော်တို့မြင်ခဲ့ရတယ်ထုံးတိုင်းမဲ့သူ့ရဲ့ဟို walk rate ပေါ့အရင်ကြောက်စရာကောင်းတယ်ဒါပြင်တက်ကယ်တွေလည်းကောင်းမွန်ခဲ့တယ် ဲ့တော့ကျွန်တော်တို့ Moises Caicedo ကိုအကြိုက်ဆုံးနံပါတ်2ဖြစ်ရွေးပေးလိုက်ပါတယ်။ကြည့်ကျွန်တော်ရဲ့ Man of the Match ကစားသမားကတော့ဒီပွဲစဉ်မှာတကယ်လည်းတရက်ဝင် Player of the Match ရသွားတယ်။မကူကူရေယာဖြစ်ပါတယ်။ကူကူရေယာမကြိုက်လို့မရဘူး။ကူကူရေယာကလေတကယ်ချယ်ဆီမှာ Moises Caicedo နဲ့ level ရှိတဲ့ခြေစွမ်းအတိငိမ့်ဆုံးနဲ့စွမ်းဆောင်ရင်အမြင့်ဆုံးကစားသမားပဲ။ကျောင်းကြီးကိုချက်ဒီမှာစွမ်းဆောင်ရင်မြင့်တဲ့ကစားသမားကြီးရှားတယ်နော်လက်ချိုးရည်လို့ရတယ်ပါမကိုက်ဆရိုကူကူရယာပဲရှိမယ်ဒီထဲမှာကူကူရယာကလည်းအဲ့လို ဘယ်လိုပြောမလဲအဲစပိန်လေရွေးစဉ်အသင်းကြီးမှာလဲပိုတော်ခွင့်တနေရာကိုရတာတယ်စပိန်မှာပိုတော်ခွင့်ရဖို့ဆိုတာမလွယ်ဘူးဗျာကာစီတို့တောင်မှဒါသူ့ရဲ့နိုင်ငံလေရွေးစဉ်အသင်းမှာတိတ်ပြီးပြန်ရဆိုင်ရမယ့်သူမျိုးရှိဘူးစပိန်မှာဆရာကြီးတွေပဲဘယ်လ်ဂျီတို့ဂရမယ်ဒိုတို့စတဲ့ပလေယာတွေကိုကြော်တက်ပြီးတော့နေရာရထားတာအဲ့တော့ဒီနေ့ပွဲစဉ်မှာကိုကိုရေယာရဲ့ experience ကြီးကချွတ်ပြီးမွတ်ထနေတာပဲ အင်ဗတ်ဖူဘက်ပုံစံဝင်ကစားရမလားဘယ်ကစားသမားကို तू ဘလို့မာကင်မျိုးပေးရမလဲအကောင်းဆုံးနားလေတယ်မာကင်ပေးတယ်ဆိုတာဆွတ်ဆက်ပေးလို့မရအောင်မမမာကင်ဟဲ့လို့ကက်ဟဲ့ဆိုတဲ့ပုံစံမျိုးလည်းမရအောင်တခါတလေကြရင်ပြန်ဘက်အတင်းကစွဲခေါ်သွားတဲ့ပုံစံမျိုးတွေရှိတယ် ငေါ့မာကင်ကမငေါ့မာကင်ကဆိုတဲ့ပုံစံမျိုးနဲ့ तू ကကြတော့ပွဲချင်တွေရန်ဖတ်တဲ့ကစားသမားအဲ့တို့ကြောင့်တစ်ခါကြရင်ဇိုနယ်မာကင်မျိုးလေးတွေကစားပြီးသွားတယ်ကျွန်တော်ကတော့ဒီနေ့ပွဲမှာသူ့ရဲ့အတွေ့အကြုံနဲ့ပိုင်နိုင်ရှိမှုအရန်သဘောကြတယ်မကူကူရီယာကိုအဲ့တို့ကြောင့်ကျွန်တော်အကြိုက်ဆုံး man of the match ဖြစ်ရွေးပေးရတဲ့ဗီဒီယိုလေးတွေမှာနားချင်ပါတယ်ဆုံးဖြတ်ကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ